မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မော်မောင်းကုန်းရွာမှာရှိတဲ့ KBC ကချင်နေချင်းဖျားเจ้าကိုအကြမ်းမဆက်တကရဟတ်ရင်နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ KIA ဘက်ကလည်း ်စစ်ရဟရင်ကိုပြန်လည်ပြစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ18ရက်နေ့မှာမော်မောင်းကုန်းရွာမှာရှိတဲ့ကချင်နေချင်းဖျားချောင်းကိုအချက်ပတ်စစ်တပ်က MI-35 ရဟရင်နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ KIA ဘက်ကလည်းမြေပြင်ကနေပြီးတော့အဲ့ဒီစစ်ရဟရင်ကိုပြန်လည်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အချက်ပတ်စစ်တပ်ရဲ့လေချောင်းတိုက်ခတ်မှုကြောင့်ဖျားချောင်းထိခိုက်ပျက်စီးမှုရှိပြီးတော့ပြည်သူများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ဖျားချောင်းက KBC ကချင်နေချင်းဖျားချောင်းမော်မောင်းကုန်းဖျားချောင်းမှာအဲ့ဒီမှာနည်းနည်းထိတာတွေရှိတယ်။မနေ့ကသူတို့လေရင်တစ်ခါပဲလာတယ် ်တမကုန်းကိုတစည်းလာချတယ် MI 35ကအပေါ်ကနေဝဲပေးနေတာပေါ့ဝဲပေးတဲ့အချိန်မှာအပြန်လန်ပြစ်ကြတာပေါ့ဒီဘက်က KIA ဘက်ကလည်းသူတို့လေရင်ကိုလှမ်းပြစ်တယ်လေရင်ပေါ်ကနေလည်းလှမ်းပြစ်တာပေါ့အပြန်လန်ပြစ်တော့မော်မောင်းကုန်းရွာဘက်ကိုကျတယ်လို့သိရတယ်လို့ဒေတာဘေးစီရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဒါအပြင် ဖားကန့်မြို့နယ်ဆယ်စင်းရွာတစ်ဖက်ချမ်းမှာရှိတဲ့ဟုံးမလင်းဘက်မှာလည်းတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားနေပြီးတော့ပန်ချယ်ရွာနဲ့ရွှေသွေးရွာလမ်းစုံမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းအဖွဲ့များကတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ဆယ်စင်းဟိုဘက်ချမ်းဟုံးမလင်းဘက်ဥရုချောင်းဘက်ချမ်းပေါ့အဲ့ဒီဘက်တွေကတောက်လျှောက်တိုက်ပွဲတွေရှိနေတာဒီတပ်မဟာကိုရင်26နယ်မြေပေါ့ဆယ်စင်းဟိုဘက်ချမ်းစကိုင်းဘက်ချမ်း ပန်ချယ်နဲ့ရွှေသွေးလမ်းဆောင်မှာလဲနိုဝင်ဘာလ14ရက်နေ့ကနေပြီးတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ဒီဘက်က KIA ပူးပေါင်းအဖွဲ့တွေတိုက်ပွဲတွေပြင်းထန်နေတယ်။နိုဝင်ဘာလ15ရက်နေ့ကလည်းလေရင်နဲ့ဘုံလာကျဲသွားတယ်တိုက်ပွဲတွေကတောက်လျှောက်ကိုဖြစ်နေတယ်ဆယ်စင်းဟိုဘတ်ချမ်း Homeland ဘတ်ချမ်းမှာလည်းတိုက်ပွဲတွေတော်တော်ပြင်းထန်နေတယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့နဝရက်ရွှေဆိုင်ကိုဓမြတိုင်းမှုမှာပါဝင်ခဲ့တဲ့အမျိုးသမီးတဦးဟာပလာဖအဖွဲ့ထံကိုဆက်သွယ်ပြီးတော့လာရောက်ဖမ်းခံခဲ့ပြီးဥပဒေအရဆက်လက်ပြီးတော့ရေးယူသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့မှာမုံရွာမြို့ပေါ်မှာရှိတဲ့နဝရက်ရွှေဆိုင်ဓမြတိုင်းမှုမှာပါဝင်ခဲ့တဲ့မေလာရောင်ခေါ်အမွေစိန်ဟာ မုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖထံကိုဆက်သွယ်ပြီးတော့လာရောက်အဖမ်းခံခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလာရောက်ဖမ်းဆီးခံခဲ့တဲ့မေလာရောင်ခေါ်အမွေစိန်ကိုဥပဒေအရဆက်လက်အရေးယူသွားမှာဖြစ်ပြီးတော့အရေးယူမှုဆိုင်ရာကိစ္စရပ်များကိုဆက်လက်ပြီးတော့ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါဗျ။သူ့ကိုတော့တရားရေးကဆက်လက်ပြီးတော့အရေးယူပါလိမ့်မယ်။အရေးယူမှုဆိုင်ရာကိစ္စတွေကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြပေးပါမယ်လို့မုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ဓမြတိုင်းမှုမှာဖမ်းဆီးရန်ကြံရှိနေတဲ့တရားခဏ်များဟာလည်းမိမိတို့ရဲ့အမားကိုကိုယ်တိုင်သိမြင်က အချိန်မလွန်ခင်မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖထံကိုဆက်သွယ်ပြီးတော့လာရောက်ဖမ်းဆီးခံကြပါရန်အသိပေးလိုကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာခမရ343ကအကြမ်းဖက်စစ်သားတအူးဟာအရုတ်ဝတ်နဲ့စုံစမ်းရေးလုပ်နေတဲ့အချိန်ရေးဘလူအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မှာရေးမြို့နယ်အာယူတောင်လမ်းဝမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ343တပ်အနီးရာဘာချန်တချမ်းမှာအရုတ်ဝတ်နဲ့စုံစမ်းရေးလုပ်နေတဲ့အကြမ်းဖက်စစ်သားတအူးရောက်ရှိနေကြောင်းသတင်းရရှိတဲ့အတွက်ရေးဘလူအဖွဲ့ကတွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သူကအဲ့ဒီနယ်မြေမှာသတင်းပေးလုပ်နေတာကြားပြီး ။တရင်အပိုင်ရတော့ကျွန်တော်တို့တွားရောက်ပြီးတော့ဖမ်းဆီးတာပေါ့။ဖမ်းတဲ့အချိန်မှာပြန်ခုခံတာမျိုးတော့မရှိဘူး။အပြင်မှာ rubber ချစ်သမားဟန်ဆောင်တဲ့ပုံစံမျိုးနဲ့နေထိုင်နေကြတယ်။ဒီနယ်မြေထဲမှာဆိုရင်အများတန်းတရင်တွေကိုလိုက်ယူနေတယ်။သူတို့နယ်မြေရှင်းလင်းရေးအဖွဲ့ဆိုပြီးတော့ပြူစောထီးတွေကိုတရင်လိုက်ပေးတယ်။နောက်ပြီးတော့သုံးလေးသုံးတက်မတွေကိုတရင်တွေလိုက်ပေးနေတာပေါ့လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်။ဖမ်းဆီးရမိတဲ့အကြမ်းဖက်စစ်သားကိုအပြစ်ပေးအရေးယူသွားမှာဖြစ်ပြီးတော့စစ်သားဖြစ်တဲ့အတွက်ပြစ်ဒဏ်ဟာကြီးမားမှာဖြစ်တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိကရင်နယ်နဲ့ရှမ်းတောင်စစ်မြေပြင်တွေမှာအဓိကလှုပ်ရှားနေတဲ့မြေပြင်တိုက်ရင်နှစ်ရင်းဖြစ်တဲ့ KNDF B03 နဲ့မိုးပြေ MB PDF 1001တို့ရဲ့ခရမ်းလိုအပ်ချက်များကိုဖြည့်တင်းပေးရန်စုပေါင်းကူညီထောက်ပို့ကြီးကမ်ပိန်းအစီအစဉ်မှာမာဝီကအခုလိုပဲ ပြောဆိုထားခြင်းဖြစ်တယ်လို့သိရပါဗျ။ကရင်နယ်မှာအဓိကဝင်နိုင်တဲ့လမ်းကြောင်းနှစ်ခုရှိတယ်။အဲ့ဒီလမ်းကြောင်းနှစ်ခုထဲမှာက ဖဲကိုမိုးပြဲလွိုက်ကောလမ်းကြောင်းပေါ်မှာရှိတဲ့တရင်တပ်ဖွဲ့တွေဖြစ်တယ်အခုဆိုရင်လဲကရင်တွေကိုအင်အားအလုံးရင်းနဲ့ထဲ့နေတဲ့အခြေအနေတွေရှိတယ်ဒီလမ်းမိုင်းတွေကိုပြန်ယူပြီးတော့လွိုက်ကောကနေဘောလက်ခဲဖားဆောင်အဆရှိတဲ့ပြည့်သူတို့စ조사ကျင်နေတဲ့အနေအထားရှိတယ် သူတို့ရဲ့ရည်မှန်းချက်တွေကိုဟန်တားနိုင်ဖို့အတွက်တိုက်ရင်းနှစ်ခုကတာဝန်ယူဆောင်ရွက်ပါလိမ့်မယ်လို့ KNDF ရဲ့ဒူးစစ်ဦးစီးချုပ်မာဝီကပြောဆိုထားပါတယ်။ဒါကြောင့်အခုပြုတ်လုတဲ့ကမ်ပိန်းကိုလည်းတက်နိုင်တဲ့၍ပူးပေါင်းပါဝင်ကူညီပေးကြပါရန်၎င်းကတောင်းဆိုထားပါတယ်။တနည်းအားဖြင့်ဒီတိုက်ရင်းတွေမိုးပြဲ PDF တိုက်ရင်း1331နဲ့ KNDF တိုက်ရင်း3ဟာကရင်နီရဲ့ပထမတန်းစစ်မျက်နှာ First Fire Zone မှာတရှိစုဖွဲ့ထားတဲ့တိုက်ရင်းတပ်ဖွဲ့တွေဖြစ်တယ်လို့သိရပါတယ်။ပထဝီအနေထားအရလုံးဝချိုးပေါက်လို့မရတဲ့ attack line နဲ့ defense line ဆိုရင်လည်းမမပါဘူးအနည်းဆုံး border line မှာစစ်ကောင်စီလက်အောက်ခံအသွင်ပြောင်း PNO ပြည်သူ့ဆက်အပြင်စစ်ကောင်စီရဲ့နှွေးစင်ထိုးစစ်တေကိုပါအဓိကခုခံကာကွယ်နေရတဲ့တရင်တပ်ဖွဲ့တွေဖြစ်နေပြန်ပါတယ်လို့ကမ်ပိန်းတာဝန်ရှိသူကပြောဆိုထားပါတယ်ကရင်နီပူပေါင်းတပ်ရဲ့တစ်လေးလုံးဆက်စင်ရဲ့အတွင်းမှာမြို့ခွနမြို့နဲ့စခန်းကုန်းယာကနန်းဝင်းကျင်ဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီတပ်ဟာ ပအိုးပြည်သူစီရဲ့အထုဒေတာ6မှာခြေကုပ်အင်အားယူပြီးတော့အသွင်ပြောင်း PNO ပြည်သူစီရဲ့အကူအညီနဲ့ဆုံးရှုံးထားတဲ့နယ်မြေများကိုပြန်လည်ဆိုးမိုးရန်2024ခုနှစ်ဇွန်လကစပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗျ။ပထမအကြိမ်စစ်ကောင်စီနဲ့ PNO ရဲ့ထိုးစစ်ကစီဆိုင်လွိုက်ကောလမ်းကြောင်းပေါ့။အဲ့ဒီစစ်ကြောင်းကဒီမော့ဆိုအထိရောက်တယ်လူရိတ်ခါအင်အားတွေထပ်ဖြည့်တာရောတက်ချင်းတာရောတွေရှိတယ်။စက်တမလကထိုးစစ်ဆင်လာတာပင်လောင်းဖဲကုံမိုးပြဲလွိုက်ကောလမ်းကြောင်းမှာလဲဖဲကုံမျိုးတွေကိုစစ်ကောင်စီကဝန်နိုင်နေပြီ။ မိုးပြဲဘက်ကိုတော့မရောက်သေးဘူးဒါပေမဲ့နယ်မြေအရဆိုရင်တော့ဆက်ပြီးတော့စစ်ကြောင်းထိုးလာလိမ့်မယ်တိုက်ပွဲတွေပြင်းထန်လာဖို့ပဲရှိတယ်လို့ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်ဘက်ရေးရာအချက်အလက်များအရစစ်ကောင်စီရဲ့ကရင်နီအခြေစိုက်ပင်မတိုက်ရဲများမှာအခုနှစ်လောက်ဝက်မတိုင်မီကအင်အား3000နဲ့4000ကျားမှရှိနိုင်ပြီးတော့လက်ရှိစစ်ကြောင်းထိုးနေသူများအပါအဝင်ထပ်မံပြီးတော့အင်အားဖြစ်တင်းမှုတွေအရာ အင်အား6000ဝန်းကျင်ထက်မနည်းရှိနိုင်တယ်လို့၎င်းကအသိပေးထားပါတယ်တိုးတက်သော KNA ပြည်သူအင်အားစုရဲ့ထုတ်ပြန်ချက်အရအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလက်နက်ကင်တော်လိုင်းနဲ့လူမှုအခြေပြုအင်အားစုများအားကောင်းရာကရင်နေပြည်နယ်မှာအော်တိုဘားလဂုံအထိတိုက်ပွဲပေါင်း1300ဝန်းကျင်ဖြစ်ပွားခဲ့ပြီးတော့အခုလမှာလဲရှမ်းကရင်နေနယ်စပ်မှာနေ့စဉ်နှီးပါတိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမျိုးနယ်အတွင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဆယ်ကြိမ်ထက်မနည်းဘုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ရေပြင်ကနေလဲစစ်သင်္ဘောနှစ်စီးရောက်ရှိနေကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ18ရက်နေ့မနက်အစောပိုင်း3:00အချိန်ကစတင်ကစောက်ချုံပေါက်ရွာငယ်တိုးရွာတဖန်းတောင်ရွာအပအဝင် မြေရိုးတခြားမှာရှိတဲ့နေရာများမှာအကြမ်းဖက်ဆက်တက်တဲ့ပြည်သူ့ကာကွယ်ပကဖအဖွဲ့များအပါအဝင် MOD တိုက်ရင်တချို့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲများအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်ကအသာစီရရှိနေတဲ့အတွက်ကြောင့်အကြမ်းဖက်ဆက်တက်ကမင်းကုန်းစိတ်ကမ်းမှာစစ်သည်မောင်းနှစ်စီးအပါအဝင်လက်နက်ကြီးများခြေချင်းစစ်ကြောင်းများနဲ့လေကြောင်းတို့နဲ့ပါဇက်တိုက်ပစ်ကူပေးပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါဗါးအကြမ်းဖက်ဆက်တက်ဟာမရီယာမြို့နယ်အတွင်း၁၈ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့ MI-70 ရဟတ်ယာဉ်နှစ်စီးအပါအဝင် Jet Fighter တွေနဲ့ မနက်9:15မိနစ်နဲ့17:10မိနစ်ခန့်တို့မှာ6ချိန်ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မတရားမြုပ်နယ်အတွင်းနိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အကြမ်းဖက်စစ်တပ်တွေရဲ့ထိုးစစ်ဆင်မှုတွေကြောင့်တိုက်ပွဲတွေပုံမှန်ပြင်းထန်လာခဲ့တယ်လို့သိရပါတယ်။အခုလမှာမြို့နယ်အတွင်းမှာထိတွေ့တိုက်ပွဲပေါင်း28ချိန်ဖြစ်ပွားခဲ့တယ်လို့ Voice of Mandalay အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရင်းမာပင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရ၅ခုကိုလက်နက်ကြီးများနဲ့ဒပြိုင်နက်ထဲပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မွန်လွယ်3:30မိနစ်ခန့်မှာရင်းမာပင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းအမျိုးသားဥယျာဉ် ခရိုင်စုပေါင်းယုံရေအေးမြင့်ဂိမ်းနဲ့ရင်းမာပင်စေယုံကြီးမှာရှိတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက60မမ80မမ120မမလက်နက်ကြီးများနဲ့ဗျပြိုင်နဲ့ထဲဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိတဲ့အတွက်ကြောင့်60မမဆက်လက်များလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တပ်ရင်း35တပ်ခွဲ3တောင်ပန်းဒီအထူးပြောက်ကြားတပ်ဖွဲ့ရင်းမာပင်ခရိုင်တပ်ရင်း35 တက်ခွဲ3တက်စိတ်5 fighter မုံရွာချင်းရင်း dynamite စလင်းကြီးနေကန်ကာဝေးတက်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင် ပဲဂိုးတိုင်းကြောက်ကြီးမြို့နယ်ရင်းနိုင်ကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာကိုတော်လိုက်တပ်ဖွဲ့အများကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတရားဝတိ KI ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါဗယ်။နိုဗမ်ဘာလ12ရက်နေ့မနက်အစောပိုင်း7:00နာရီနဲ့7:00နာရီခွဲအချိန်ကမှကြောက်ကြီးမြို့နယ်ရင်းနိုင်ကုန်းကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတရားဝတိ KI ပကဖကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတန့်ဆယ်မြို့နယ်နဲ့ရေဦးမြို့နယ်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကခပောင်းကြံရွာကိုဝင်ရောက်စီးနှင်းတဲ့အချိန်မှာပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့ကျေးရွာ၈ရွာကိုမိရှို့ဖျက်ဆီးကစစ်ပေးဆောင်ပြည်သူများကိုဒရုန်းနဲ့လိုက်လံဗုံးကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးတော့တန့်ဆယ်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အင်အား90ပါးတဲ့စစ်ကြောင်းနဲ့ရေဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အင်အား180ပါးတဲ့စစ်ကြောင်းဟာကျေးရွာများကိုဇက်တိုက်စီးနှင်းမိရှို့နေပြီးတော့လက်ရှိအချိန်ထိကိုကျေးရွာ၈ရွာမိရှို့ ဖြတ်စည်းခံထားရတယ်လို့သိရပါတယ်။တန့်ဆယ်မျိုးအတွင်းစစ်ကြောင်းထိုးနေတဲ့အင်အား90ခန့်ပါတဲ့စစ်ကြောင်းဟာမနေ့ကခပောင်းကြံရွာကိုဝင်ရောက်စီးနှင်နေတဲ့အချိန်ပြည်သူ၃ကိုတပ်ဖြတ်ခဲ့ပြီးတော့နေအိမ်များကိုမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းမှာတနယ်ရွာကိုစီးနှင်ဝင်ရောက်မိရှုပြီးတော့တပ်ဆွဲထားတယ်လို့သိရပါတယ်။အလားတူပဲရေဦးနဲ့တန့်ဆယ်မျိုးနဲ့အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အင်အား180ခန့်ပါတဲ့စစ်ကြောင်းဟာ18ရက်နေ့မနက်ပိုင်းကစပြီးတော့ကလဇင်ရွာတက်တဲ့ရွာရွာဘူးကြီးရွာဂျိုတိန်ရွာ စီစုံရွာနဲ့မုံတိုင်ပင်ရွာတို့ကိုဆက်လက်ပြီးတော့ဝင်ရောက်စီးနှင်နေပြီးစစ်ဝင်းဆောင်ပြည်သူများတိမ်းရှောင်နေတဲ့ခြေရွာများကို drone နဲ့လိုက်လံဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်ခွေးစစ်ကြောင်းကအခုချိန်ထိမုံတိုင်မင်ရွာကိုမီးရှို့နေကြတယ်မုံတိုင်မင်ရွာဘက်ကနေပြီးတော့တိုက်ခတ်ရေး drone နဲ့စီးနဲ့ပန်ကုန်ဘိုးယုံစစ်ဆောင်တွေရှိတဲ့ဘက်တွေအထိကိုဘုံကျဲပြီးတော့လိုက်လံတိုက်ခတ်နေတယ်စစ်ဆောင်ပြည်သူအသက်ကြီးပိုင်းတအုပ်လဲထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရတယ် စစ်ကြောင်းနဲ့ဝေးတဲ့ရွာတွေကအစ drone နဲ့ဘုံကျဲနေလို့စစ်ဆောင်ပြည်သူတွေလည်းထပ်ပြီးတော့ပြေးနေရတယ်။မုံတိုင်းမင်းရွာကိုမီးရှို့နေတဲ့စစ်ကြောင်းကတန့်ဆယ်နဲ့အရှိချမ်းတက်တဲ့ရွာဘက်ကိုတပ်ဖွဲ့ခွဲပြီးတော့တက်တဲ့ရွာဘက်ကိုလည်းနှစ်နာရီဝန်းကျင်လောက်ကမီးထပ်ရှို့တယ်။မနေ့ကတန့်ဆယ်နဲ့တောင်ဘက်ချမ်းခပေါင်းကြံရွာကိုမီးရှို့ခဲ့တဲ့အင်အား90ပါတဲ့စစ်ကြောင်းကတော့18ရက်နေ့ညနေတက်နေရွာကိုမီးဝင်ရှို့ပြီးတော့တတ်ဆွဲထားတယ်။ အဲ့ဒီခွေးစစ်ကြောင်းကခပောင်းကြံရွာကစစ်ဆောင်ပြည်သူ၃ကိုလည်းတပ်ဖြတ်ခဲ့တယ်လို့ကြားသိရတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်စောအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you